ရွှေမျိုးအဆက်ဖြတ်ခြင်းကဂုဏကပိတာလားဂုဏဆွကိတာလားဆရာရွှေမျိုးတွေကအယံကိုစိတ်ဒုက္ခပေးကြပြီးလုံးဝနားလည်မှုမရှိကြဘူးဆိုရင်လေအဆက်ဖြတ်ခြင်းကဂုဏပဲလားဆရာဘစ်မလာဟ်ရဟ်မန်ရဟိမ်ဟာမီဒွန်ဝမုဆလီယာဝဘီလာဟ်တောဖီကအဲ့တော့ဆွေမျိုးအဆက်ဖြတ်ခြင်းဆိုတာကျမ်းတော်မြတ်ကုရ်အာန်နဲ့ ID store ကိုထောက်ရှုပြီးတော့တီးရှိရတာကတော်တော်ကြီးကျယ်တဲ့ဂုဏတစ်ခုဖြစ်တယ်။ဂုဏကက်ပီတာဖြစ်တယ်။ဒါအလ္လာဟ်မနှိမ့်မြိုတဲ့လောက်ရဖြစ်တယ်။ ID store မှာတမန်တော်ဆလ္လာလောအလိဝဆလမ်အမေရှိတယ်။ဆွေမျိုးအဆက်ဖြတ်တဲ့သူဟာဂျန်နတ်ဂျန်နတ်ဒုက္ခဘုံကိုဝင်ရောက်ဆံမြန်းရမှာမဟုတ်ဘူးဆိုပြီးတမန်တော်ဆလ္လာလောအလိဝဆလမ်အမေရှိတော်မူထားတယ်။အဲလိုပဲတီရမီစီတဲ့ရေဝါရဲ့တခုမှလာတဲ့တမန်တော်ဆလ္လာလောအလိဝဆလမ်အမေရှိတယ်။အလ္လာဟ်တာလာ အမေရှိတော်မူတယ်။အနလ္လာဟ် ငါဒီအလ္လာဖြစ်တယ်ငါဒီရဟမန်ဖြစ်တယ်ငါဒီရဟမန်ဖြစ်တယ်ငါအရှင်မြတ်ဒီဆွေမျိုးတော်ဆက်ခြင်းကိုဖန်ဆင်းတော်မူထားတယ်ငါအရှင်မြတ်ဒီဆွေမျိုးတော်ဆက်ခြင်းကိုဖန်ဆင်းတော်မူထားတယ်ရှေ့ဆက်ပြီးအရှိမတမန်မဆလလောအလိဝဆလမ်အမေရှိတယ်ဘယ်သူဟာဆွေမျိုးကိုဆက်မယ်အဲ့ဒီသူနဲ့ငါအရှင်ဆက်မယ်ဘယ်သူဟာဆွေမျိုးကိုဖြတ်မယ်အဲ့ဒီသူနဲ့ငါအရှင်ဖြတ်တော်မူမယ်ဆိုပြီးအလ္လာတလာအမေရှိတယ်ဆိုပြီးဟာဒီသ်တော်မှာတမန်မဆလလောအလိဝဆလမ်အမေရှိတော်မူထားတယ်အဲ့တော့ဘယ်သူကိုအလ္လာဖြတ်ပြီး ဘယ်သူနဲ့ပတ်သက်ပြီးအလ္လာဟ်ကမိမိနဲ့အဆက်ဖြတ်ပြီးအဲ့ဒီလူရဲ့ထေကာနာဟာဂျဟန်နမ်ဆိုတာဒါတည်ချသွားပြီဒါဆွေမျိုးဖတ်ခြင်းရဲ့ဒါတော်တော်ဆိုးရွားတယ်ဒါဆိုးကျိုးတစ်ခုဖြစ်အဲ့လိုပဲဟာဒီသ်တော်တည်းမှာတမန်တော်ဆလ္လာလဟ်အလိဝဆလမ်အမိတ်ရှိတယ်အချင်းတူမှာဒီဝတ်ဆယ်၃ခုရှိမယ်ဒီအရေးချင်း၃ခုရှိမယ်ဆိုရင်အဲ့ဒီလူနဲ့ပတ်သက်ပြီးကယာမတ်နေ့မှာအလ္လာဟ်တာလာဇင်ရင်စစ်ဆေးမှုကိုလွယ်ကူစေမယ်အဲ့လိုပဲအလ္လာဟ်တာလာမိမိရဲ့ရဟမတ်နဲ့အဲ့ဒီလူကိုဂျန်နတ်ထဲကိုဝင်ရောက်စေမယ် အဲ့ဒီဝတ်ဖက်သုံးခုကဘာလဲဆိုတာနဲ့ပတ်သက်ပြီးတမန်မဆလလာအလိဝဆလမ်အမေရှိတယ်ဘယ်သူကမိမိကိုမဟရူမ်လုပ်မယ်လက်မဲလုပ်မယ်အဲ့ဒီသူကိုပေးကမ်းပါဘယ်သူဟာမိမိပေါ်မှာဇလုံလုပ်တယ်အဲ့ဒီသူကိုမာဖ်လုပ်မယ်ခွင်းလုပ်မယ်ဘယ်သူဟာမိမိနဲ့အဆက်အသွယ်ဖြတ်မယ် အဲ့ဒီလူကိုအဆက်အသွယ်ထားမယ်ဒီ worst threat သုံးခုဘယ်သူမှရှိမယ်အဲ့ဒီလူကိုအဲ့ဒီလူကိုအလ္လာဟ်တာလာဒီမနက်ဖြန်ကယ်ယာမတ်နေ့မှာဆင်းရဲဆစ်ဆင်းမှုကိုလွယ်ကူစေမယ်မိမိရဲ့ရဟမတ်နဲ့ဂျန်နတ်ထဲကိုဝင်ရောက်စေမယ်ဆိုပြီးဟာဒီသ်တော်မှာတမန်တော်ဆလ္လာလာအလိဝဆလမ်အမေရှိတော်မူထားတယ်အဲ့လိုပဲကျွန်တော်မြတ်ကုရ်အန်အဲအာယတ်တော်တွေအဲ့လိုပဲဟာဒီသ်တော်တွေကိုထောက်ရှုခြင်းအပြင်သိရှိရတာကပါလဲဆိုတော့ ဒုနီယာမှာဒီလိုဂုဏနှစ်ခုတာတော်တော်ပဲပြင်းထန်တယ်အဲ့ဒီဂုဏရဲ့အဇာဘကိုအဲ့ဒီဂုဏရဲ့ပြစ်ဒဏ်ကိုဟောဒီဒုနီယာမှာလည်းခံစားရမယ်အာခရတ်မှာလည်းခံစားရမယ်အဲ့ဒီဂုဏနှစ်ခုကဘာလဲဆိုတော့တစ်ခုကဇလုံလုပ်ခြင်းတခြားလူတွေကဘောတခြားလူတွေပေါ်မှာမတရားနိုင်ထက်စီနင်းပြုခြင်းနောက်ဂုဏတစ်ခုကဆွေမျိုးအဆက်ဖြတ်ခြင်းဒီဂုဏနှစ်ခုကတော်တော်ပဲကြီးကျယ်တယ်အဲ့လိုပဲဆွေမျိုးဆက်ခြင်းဟာဆွေမျိုးဆက်ခြင်းဟာမိမိတက်တမ်းမှာ ဘရကတ်ရှိစေတဲ့အကြောင်းခံဖြစ်တယ်မိမိတက်တန်းရဲ့ဘရကတ်ဒီအကြောင်းခံဖြစ်တယ်ဆွေမျိုးဖြတ်ခြင်းဟာမိမိတက်တန်းကိုတူတောင်းစေခြင်းရဲ့ရိုစီမှာကျင်းမြောင်းကျက်တဲစေခြင်းရဲ့အကြောင်းခံနေဖြစ်တယ်အဲ့တော့ဒီကနေ့သိရှိရတဲ့ဒါဆွေမျိုးဖြတ်ခြင်းဆိုတာဒါတော်တော်ပဲဆိုးရွားတဲ့မကောင်းတဲ့လောက်ရက်တစ်ခုဖြစ်တယ်ဒီလောက်ရက်ကိုကျွန်တော်တို့ရှောင်ရမယ်ဆွေမျိုးဆက်ဖို့အတွက်ကျမ်းတော်မြတ်ကုရ်အန်ထဲမှာမြောက်များစွာသောနေရာတွေမှာအလ္လာဟ်တလာအမိန့်ရှိထားတယ်အဲ့တော့ အလ္လာဟ်ရဲ့ရီဇာမန်ဒီကိုထောက်ထားပြီးတော့ကျွန်တော်ဟာကျွန်တော်ကိုမကောင်းတဲ့ဆွေမျိုးသားချင်းတွေကိုလည်းကျွန်တော်ဘက်ကအကောင်းနဲ့တုတ်ပြန်ပြီးဆွေမျိုးဆက်မယ်ဆိုရင်အထက်မှာတင်ပြခဲ့တဲ့ဟာဒီစ်တော်ဒီမှာလာရှိတဲ့ဖဇီလက်တွေကိုကျွန်တော်ရရှိမှာဖြစ်တယ်။နောက်ဆုံးဆွေမျိုးတွေကကျွန်တော်ကိုဒုက္ခအယံပေးတယ်။တို့နဲ့ဆက်ဆံခြင်းမှာတို့နဲ့အဆက်ထားခြင်းမှာကျွန်တော်တို့ကနုကဆန်တွေအများကြီးရှိတယ်ဆိုရင်အဲ့လိုအချိန်တွေမှာဖိကာပညာရှင်တွေအမေ့ရှိတယ်။အဆက်လုံးဝအဆက်ဖြတ်ပိုင်ခွင့်တော့မရှိဘူး။ကျွန်တော်တို့အချင်းချင်းမှာဆက်နွယ်မှုကိုပေါင်းတင်ဆက်ဆံမှုကိုဆက်ဆံမှုကိုရှော့ချလို့ရတယ်။ လမ်းမှာသူ့ရင်မခေါ်မပြောနေတော့တဲ့အနေအထားမျိုးဆလာမပေးနိုင်တဲ့အနေအထားမျိုးဆလာမယူနိုင်တဲ့အနေအထားမျိုးအဲလောက်မျိုးအထိဆွေမျိုးအဆက်ဖြတ်ပိုင်ခွင့်မရှိဘူး